ားလုံးပဲမင်္ဂလာပါခင်ဗျာကိုဇော် Entertainment Channel ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ခါလဲကျွန်တော်ဘော်ရီအတွက် ကျွန်တော်ဟိုတိမ်ပေါ်မှာလမ်းလျှောက်နေတဲ့ဗီဒီယို editing tutorial လေးလုပ်ပေးပါမယ်ဆိုတော့ကျွန်တော်ပြန်နေသွားမယ်နော်ကျွန်တော်က editing ကို CapCut နဲ့လုပ်တဲ့အကြောင်းမို့ဒီမှာ CapCut ထဲဝင်နိုင်မယ် CapCut ထဲဝင်ပြီးသွားရင်ဒီ project ထဲကိုထပ်ဝင်မယ် new project ဆက်ဝင်လိုက်တာနဲ့ကျွန်တော်တို့ photo gallery တွေကိုရောက်သွားပြီအဲ့တော့ကိုလုံးမဲ့ video ကို select လုပ်မယ်ဒီမှာကျွန်တော်ဒါလေးနဲ့လုပ်ဒီ video နဲ့လုပ်ပြအောင်ဆိုတော့အဲ့ video လို့ select လုပ်ပြီးရင်ဒီမှာ add ပေါ့နော်တက်လိုက်တာနဲ့အဲ့ဒီ video ကကျွန်တော်တို့ရဲ့ editing လုပ်မဲ့ capcut တွေကိုရောက်သွားပါပြီ okay ကျွန်တော်အရင် video တွေမှာကျွန်တော်ပြောဖို့အများအားကြံကြံခဲ့တဲ့ features တခုရှိတယ်အဲ့ဒါကကျွန်တော်တို့ video တွေကို aspect ratio ရွေးပေးရမယ် ်နော်ဆိုတော့ဒီမှာ aspect ratio လေးရွေးလိုက်မယ်ကျွန်တော်တို့ကဗီဒီယိုကို TikTok ဒါမှမဟုတ် Facebook social media ပေါ်တင်မဲ့အတွက်ကြောင့်မို့ဒီမှာ TikTok logo လေးနဲ့9 by 16ပေါ့နော်အဲ့ဒါလေးရွေးလိုက်ပါရွေးပြီးသွားရင်အမှန်ချလေးနဲ့ check လုပ်လိုက် Okay ဒါဆိုရင်ရပြီနော် Okay ဗီဒီယို edit ဆာလုပ်မယ်ကျွန်တော်ကဗီဒီယိုကိုကျွန်တော်ဒီ lens ဆောက်ဝင်လာဒီညနေ့ဆောက်ယူလိုက်မယ်နော် အဲ့တော့ကျွန်တော်တို့ဗီဒီယိုဆက်လက်လုပ် split လုပ်မယ်ကျွန်တော်ကဒီဗီဒီယိုရှေ့ပိုင်းကိုမလိုချင်ဘူးဖျက်ထုတ်မယ်ဆိုတဲ့အကြောင်းမို့အဲ့ဒီဗီဒီယိုရှေ့ပိုင်းကိုဆက်လက်လုပ်ပြန်လည်းပုံမှန်တိုင်းပဲ delete ပါနော်ပြောပါ Okay ဗီဒီယိုကို Okay ကျွန်တော်ထွက်သွားရတဲ့အထိဒီလောက်ကလေးထိတုံးမယ်အဲ့ကျတော့ဗီဒီယိုတစ်ခုလုံး select ပြန်လုပ်မယ် split လုပ်မယ် โอเคဒီမှာနောက်ကဗီဒီယိုတစ်ခုလုံးဖြတ်မှာဆိုတော့ကြောင်မို့ဆက်လုပ်ထားပြီးသားအဲ့တော့ delete ပဲလုပ်လိုက်ရပြီเนาะโอเคဒါဆိုရင်ကျွန်တော်တို့သုံးခဲ့ဗီဒီယိုရပါပြီโอเคကျွန်တော်ဗီဒီယိုရိုက်တဲ့ပုံစံပြောပြမယ်เนาะကျွန်တော်တို့ဗီဒီယိုဖြစ်ဖြစ်ဓာတ်ပုံဖြစ်ဖြစ်ရိုက်ရင် portrait နဲ့ landscape ဆိုပြီးရိုက်တာမျိုးရှိရအားလုံးသိကြတယ်เนาะ portrait ဆိုတာကဖုန်းကိုတောင်းလိုက်ထားပြီးရိုက်တာ landscape ဆိုတာကဖုန်းကိုကန်လန်ထားပြီးရိုက်တာဒီဗီဒီယိုမှာကျွန်တော်တို့ဖုန်းကိုကန်လန်ထားပြီးတော့ landscape ုံစံမျိုးနဲ့ရိုက်ပေးရပါမယ်။နောက်တစ်ခုကအရေးကြီးတာက background background ကိုဖြစ်နိုင်ရင်အဖြူဒါမှမဟုတ် net ပေါ့နော်။ဒါတို့တခြားအကြောင်းလည်းရဒါပေမဲ့ကိုဝစ်တဲ့ကိုဝစ်တဲ့အဝစ်စားပေါ့နော်။ဘာအကုန်အုတ်ထုတ်ပါ냐အကုန်လုံးအကြောင်းတွေဝစ်မဲ့အကြောင်းကကိုရိုက်မဲ့နောက်ခံ background နဲ့ ကာလာကအရောင်ကဆန့်ကျင်ပဲဖြစ်နေပိုကောင်းတယ် background view ဆိုရင်ကိုကအနက်ဝတ်တာကောင်းတယ် background အနက်ဆိုကိုကအဖြူဝတ်တာကောင်းတယ်ပေါ်တော့အဖြူအနက်ရလို့ပြောတာမဟုတ်တခြားအရောင်နေဆိုရင်လည်းဆန့်ကျင်ပဲနောက် background ရောင်နဲ့ကိုဝတ်ထားတဲ့အရောင်မတူဘို့ပေါ်တော့တူလိုက်ရင်ဘာလို့ကျွန်တော်တို့ကနောက်သုံးမဲ့ feature တစ်ခုမှာအဲ remove bg ဆိုတဲ့ feature တစ်ခုရှိရဲအဲ remove bg ကကျွန်တော်တို့ကကိုလိုဂျင်တဲ့ဟာလေးကိုရွေးမှာအဲကိုလိုဂျင်တဲ့ဟာလေးကိုရွေးလိုက်တဲ့ဟာကအဲကိုလိုဂျင်တဲ့ ရွေးတဲ့ကိုလိုချင်တဲ့ဟာကိုရွေးလိုက်တဲ့ဟာ background ကြောင့်တော့အဲ background ရောင်ကြီးပါပါလာဟောအဲ့လိုမျိုးဖြစ်လို့အတွက်ကြောင့်မို့နော်အကြောင်းအဆင်မပြေဘူးကြည့်ရတာမလှအောင်နော် okay ဒီဗီဒီယိုထဲမှာနောက်ထပ်ကျွန်တော်ဗီဒီယိုတစ်ခုထပ်ခွန်မယ်အဲ့ကျွန်တော်နောက်ဗီဒီယိုတစ်ခုထပ်ခွန်မယ်ဆိုတဲ့ကြောင့်မို့ဒီမှာနောက်ကပေါင်းလေးနှိပ်လိုက်အဲ့လိုပေါင်းလေးနှိပ်တာနဲ့ကျွန်တော်တို့ရဲ့ gallery ရောက်ရောက်သွားပြီဒါပေမဲ့ကျွန်တော်ဒီ gallery ရဲ့ဗီဒီယိုတွေသုံးမှာမဟုတ်ဘူး cap cap က season လောက်ထားပြီးတဲ့ဗီဒီယိုတွေပဲသုံးမှာကြောင့်ဒီမှာ live video ဝင်လိုက်နော် လိုက်ပြီးတဲ့ဝင်လိုက်ရင်ဒီမှာဗီဒီယိုတွေအများကြီးပဲသူလောက်ထားပေးရအဲအဲ့တက်တိုင်းလိုက်ရှာရင်ပြီးမှာမဟုတ်အဲ့ကျတော့ဒီမှာကျွန်တော် search box လေးရှိရအဲ့ search box ထဲဝင်လိုက်ရနော် search box ထဲမှာကျွန်တော်တို့က sky sky video ဆိုပြီးရိုက်ရှာလိုက်ဒီမှာ sky video လေးတွေ့ပြီအဲဆိုရင်အဲ့ဒါနှိပ်လိုက်နှိပ်လိုက်ရင်ဒီမှာ sky video တွေအများကြီးပဲနော် okay ကိုကျွန်တော်သုံးမြင်ဟာ okay ကျွန်တော်ကဒီ video လေးသုံးပြမယ်နော်ဒီ video လေးသုံးမယ် တခုရှိရနော်ခုနကကျွန်တော်တို့ရိုက်မဲ့ဗီဒီယိုက landscape ရိုက်ပေးမဲ့အခုကျွန်တော် sky ဗီဒီယိုကျတော့ကျွန်တော်တို့ portrait ပုံစံလေးတုံးမှာနော်ဒီဗီဒီယိုလေး okay အဲ့လို select လုပ်လိုက်မယ်ဖြစ်လာ select လုပ်လိုက်မယ် select လုပ်ပြန်နဲ့ add လုပ်လိုက်မယ် okay ဆိုရင်အဲ့ဒီ sky ဗီဒီယိုကကျွန်တော်တို့ရဲ့ cap capture ကိုရောက်လာပါပြီအဲ့ဒီတော့ဒီမှာဗီဒီယိုနှစ်ခုရှိရပထမကျွန်တော် ရိုက်ထားတဲ့ဗီဒီယိုနဲ့နောက်ကျွန်တော်တို့ခုန library ကယူလိုက်တဲ့ Skype ဗီဒီယိုပေါ့နော်အဲ့တော့ကျွန်တော်ဒီပထမဗီဒီယို select လုပ်လိုက်အဲ့ဗီဒီယိုကိုကျွန်တော်နောက်က Skype ဗီဒီယိုသွားပြီးထပ်မယ်ဆွဲတွေ့ကြအောင်မို့အရင်ကကျွန်တော်ပြောထားတယ်မှာ overlay ပေါ့နော်အဲ့ overlay ကိုနှိပ်လိုက် overlay ကိုနှိပ်တာနဲ့ဗီဒီယိုက auto သူဒုတိယဗီဒီယိုတွေကိုရောက်ပါပြီဆိုတော့ဒီမှာခုနကျွန်တော်ပြောတဲ့ features ပေါ့နော် โอเค remove bg လုပ်ရင်လေတတိထားဟိုခုနလက်တွေကိုရောကားဖြစ်တာနဲ့ဒီလိုမျိုးပေါ့เนาะဒါဆိုရင်ကျွန်တော် remove bg လောက်တာလွယ်တယ်ကျွန်တော် remove bg လောက်ပြမယ်အာ remove bg โอเค remove bg လောက်ပြမယ်เนาะဆိုတော့အဲ့ဗီဒီယိုကိုဒီမှာကျွန်တော်ဒီဗီဒီယို select လုပ်လိုက် select လုပ်ပြီးွားရင်အောက်က menu bar မှာရှာလိုက်ဒီမှာ remove bg ဆိုပြီးတွေ့ပြီเนาะ remove bg ကိုနှိပ်လိုက် မူပီဂျီနှိပ်ပြီးတော့ဒီမှာအော်တိုရီမူဗယ်ရှိတယ်ကတ်စတာရီမူဗယ်ရှိတယ်ပေါ့နော်ဒီမှာခရိုမာကီရှိတယ်နောက်ပိုင်းခရိုမာကီလည်းတော့အောင်ပြပြမယ်နော်အော်တိုရီမူဗယ်ကိုလှုပ်လို့ရတယ်မြင်တယ်ဒါပေမဲ့အော်တိုရီမူဗယ်ကျတော့မကောင်းဘူးမကောင်းဘူးဆိုတာဟိုတချို့သုံးလို့ရတဲ့နေရာတွေရှိရယ်အများပိုင်းကတော့ဒီကတ်စတာရီမူဗယ်လေးကိုသုံးတာကောင်းတယ်အဲ့ဒါကပို့ပြီးတော့ဒေဂျာ အသေးချာလဲပေါ့နော်ကိုလိုရင်းနေတယ် remove auto remover လောက်လိုက်ရင်တခြားမလိုအပ်တဲ့ဘေးကခုနပြော background အယောင်တွေပါပါလာတတ်လို့မလို့နော်အကြောတော့တော့ဒီ custom remover လေးတွေကိုသွားမယ်ပြီးရနဲ့ custom remover လေးကိုသွားပြီးရနဲ့ဒီမှာကျွန်တော်ဒီ brush ကိုရွေးရမယ်နော်ဒီ brush မှာ quick brush ပါရှိရှိအဲ့ဒါကြီးနောက်ထားလိုက်နောက်မှပြရမယ်ဒီ brush ကိုဝင်လိုက် brush ကိုဝင်သွားရင်ဒီမှာ brush size ဆိုတာရှိရ brush size ကပုံမှန်တိုင်းပဲကျွန်တော်ဒီညာဘက်ကိုသွားရင် ်ကြီးဝမယ်ဘယ်ဘက်ကိုသွန်သေးဘူးအဲ့ကြောင့်ကျွန်တော်တို့သေးမယ်နော် brush size ကိုသေးလိုက်မယ်ဟုတ် one တီထားလိုက်ဒါမှကျွန်တော်ဟိုတိတိကျကျလုပ်လို့ရမှာနော် okay လောက်တော့မယ်ဆိုရင်ကျွန်တော်ဒီကိုလုံးမယ်ဒီမှာကိုကကျွန်တော်ဒီလူပုံလေးကိုပဲရွေးချင်တာအဲ့ကြောင့် light လူပုံလေးကိုလက်လက်ကိထောက်လိုက်ထောက်ပြီးတော့နည်းနည်းချစ်လိုက်တာနဲ့ပေါ်လိုက်ဟိုမှာအဲ့ကြောင့်တော့နည်းနည်းလေးတော့လက်ဝင်နေဒီကောင်ကလေဖြည်းဖြည်းလေးလောက်အောင်နော် okay ူကလက်တော်ဝင်ဖြည်းဖြည်းလေးလောက်ရတယ်ဘေးဟာတွေပါမှာမဟုတ်လို့โอเคဒါဆိုရလောက်ရပြန်တဲ့ဒီမှာကြည်လိုက်ဒီဘက်ကိုကြည်လိုက်เนาะโอเคဒီညာလေးမှာဒီလိုအမှန်ကျအစိမ်းလေးဖြစ်သွားရင်ရပြီအဲ့ရပြန်တဲ့ကျွန်တော်ဒီမှာဒီဘက်ကအမှန်ကျလေးကိုနှိပ်လိုက်โอเคအဲ့ဒါဆိုရင်ရပါတယ်เนาะနောက်က background ဒီကလုံးပျောက်သွားပြီအဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုဆန်းကြည့်လိုက်ပါဆိုလမ်းလျှောက်တိုင်းပြန်တယ်တိတ်ကြည့်လို့အဆင်မပြေဘူးပြီးတော့ ဗီဒီယိုကတူတယ်ဗောနော်အဲကြတော့ကျွန်တော်ဒီဗီဒီယိုလေးကိုကလိုင်းလျှောက်တဲ့ဗီဒီယိုလေးကိုဆက်လက်လုပ်လိုက်ဟိုရင်တိုင်းမှာ just slow motion လေးလုပ်မယ်နော်အဲကြတော့ speed ရဲ့ဝင်မယ် speed ရဲ့ဝင်ပြီးသွားရင်ဒီမှာ normal ဗောနော်ဒီ normal လေးတွေဝင်လိုက်ဝင်ပြီးသွားရင်ဒီမှာ speed bar ရှိရဲခုနပြောဆိုညာဘက်သွားရင်ရမ်းမြန်မယ်ဘယ်ဘက်သွားရင်နှိမ်မယ်အဲကြတော့ speed bar ကိုအော်3လောက်ထိထားမယ်နော်3လောက်ထိ3လောက်ထိပဲထားမယ်အဲ့လောက်ဆိုရင်တော့အဆင်ပြေပါတယ်

โอเคပြီးရတယ်ကျွန်တော်ဒီနောက်ကအပိုင်းမလို့နော်ကျွန်တော်အပိုင်းအဲ့ပိုင်းညဖြစ်မယ် slot လုပ်မယ် split လုပ်မယ်ပြီးရင်ဒီမှာအဲ့မလို့တဲ့အပိုင်းကို delete ဖြစ်မယ်နော်โอเคနောက်တစ်ဆင့်သွားမယ်နော်နေရာလေโอเคอืมဒါဆိုရင်မကြည့် sky video ဟောလုပ်ပြီးလူပုံအဲ့ဒါလေးအော် sorry no 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 i don't want it ဆိုဖီလာနန်းနေလေးဆွဲလိုက်နော်အဲ့ဆိုโอเคအဲ့လိုဖြစ်သွားရင်ဘာမှမပူနဲ့နော်ဒီမှာဒါဆိုရင်ဟာအောက်ကဒုတိယဗီဒီယိုကြီးပျောက်သွားပြီးဘယ်ရောက်သွားလဲမသိဘူးဘယ်လိုလုပ်ရမလဲဒီမှာအဲ့ဒီပေါ်မှာအဲ့ဘောလုံးလေးပုံအဲ့လိုဘူလုံးလေးပုံရှိအဲ့ဒါနှိမ့်လိုက်ရအောင်အဲ့ဒါနှိမ့်လိုက်တာနဲ့အောက်ကဗီဒီယိုပြန်အောင်လာမယ်နော်โอเคအဲ့ဆိုရင်နောက်ကျွန်တော်ထပ်လောက်ရမှာကဒီအောက်ကဗီဒီယိုဒီလမ်းလျှောက်နေတဲ့ဗီဒီယိုဆက်လက်လုပ် လုတ်ပြီးသွားရင်အဲ့ကောင်ကိုကျွန်တော်တို့ပွားမှာပွားမှာเนาะပွားမှာဆိုတော့တယောက်ကိုကြည့်လိုက်ပွားလား duplicate ပေါ့เนาะ duplicate အဲ့နှစ်လက်နဲ့ဗီဒီယိုက okay နှစ်ခုပွားသွားပြီနှစ်ခုပွားသွားပြီကျွန်တော်တို့ဒီနောက်ကကောင်ကို shift ကိုသွားထပ်မယ် shift ကိုသွားထပ်ရင်ပုံမှန်ကျွန်တော်တို့ထပ်ရင် overlay ဆိုတဲ့ feature ဆိုသုံးတယ်ဒါပေမဲ့ဒီမှာကဗီဒီယိုထပ်ပွားတဲ့အတွက်ကြောင့်မို့ဒီ overlay ဆိုတဲ့ feature မရှိတော့ ဒါပေမဲ့မပူနဲ့ဒါကြတော့ကို touch နဲ့အဲ့နောက်ကဗီဒီယိုဒါလေးဖိလိုက်ဖိရအောင်လို့မှိန်ဝရင်အောက်ကိုဆွဲချပြီးတော့ရှေ့ကိုဆွဲယူပါလိုက်နော် okay ဒါဆိုရင်နော် okay ဒီမှာဗီဒီယို၃ခုဖြစ်သွားပြီဒါပေမဲ့အပုံမှာ lens shot ရပုံစံတစ်ခုလေးနောက် features တစ်ခုနော်အဲ့ဒီဒီအောက်ကထပ်ထပ်တက်တက်ဗီဒီယိုနှိပ်လိုက် select လုပ်လိုက်လုပ်ပြီးွားရင်နောက်ဒီနေ့ features တစ်ပုံနော်ပုံလားအောက်ကိုဒီမှာ menu bar တွေကိုသွားလိုက် menu bar တွေကိုသွားလိုက်ရင် ညီမတို့ဒါဒီမှာ transform ဆိုတဲ့ဗီဒီယိုလေးရှိနော်အဲ့ transform လေးနေလိုက် transform the features ဗီဒီယိုမို့ sorry transform အဲ့ transform features ရမှာဒီမှာအဲ့ထဲမှာ mirror ဆိုတဲ့ဗီဒီယိုလေးရှိဟော sorry ဗီဒီယိုပဲပြောနေ mirror ဆိုတဲ့ features လေးရှိတယ်အဲ့တော့နေလိုက်ဒီမှာကျွန်တော်ဗီဒီယိုကနှစ်ခုနှစ်ယောက်ဖြစ်သွားပြီနော်နှစ်ယောက်ဖြစ်သွားပြီနှစ်ယောက်ဖြစ်သွားပြီဆိုတော့ okay အဲ့မှာအဲ့ဒီတတိယဗီဒီယိုပဲနော် slide လောက်ထားတာဟာဘယ် ဒီမှာအဲ့ခုနက transform features ဆက်မှာပဲဒီမှာ mirror ဆိုအော် mirror ဆိုခုန mirror ပြီးပါရဲ့နော်ဒီမှာ rotate အဲ့လောက်ထားဟာ rotate လောက်လာလဲလိုက် okay စောင်းပါရဲ့နော်နောက်တစ်ချက်ထပ်နေအဲ့ rotate ကို okay ဇောက်ထိုးဖြစ်သွားရဲ့နော်ဒီမှာ sorry နှစ်ခုနော်တွေ့လာမသိဘူးနော်နှစ်ခုဖြစ်သွားရဲ့နော်အဲ့တော့နှစ်ခုဖြစ်သွားရင်ခုနကျွန်တော်တက်တက်ပြီး reset ပြီးသားအဲ့ကောင်အောက်ကိုသားလေးဆွဲချလိုက် okay နော်ဒါဆိုရင်ဇောက်ထိုးဖြစ်သွားပြီဟိုဖြစ်ချင်တာကဟို လမ်းလျှောက်တဲ့ပုံဒီအောက်ကတတိယဗီဒီယိုကခုနကကြောင့်ဇောက်ထုတ်လိုက်တဲ့ဗီဒီယိုကကျွန်တော်အပေါ်ပုံမှန်လမ်းလျှောက်နေတာရဲ့အရေးလိုပုံစံမျိုးလောက်ချင်တာအဲကြတော့ဒီတိုင်းဆိုရင်ကြည့်အရေးလိုမထင်အောင်နှစ်ခုကြီးရှောင်းနေသလိုပါနော်အရေးဆိုတာနည်းနည်းလေးမှောင်ပြန်မယ်အဲကြတော့ကျွန်တော်ဒီအောက်မှာဒီ feature or menu bar ရဲ့ feature ဆက်မှာတော့တစ်ခုအရင်ကလည်းလောက်ပြပြီအရင်ဟို edit နဲ့မှာလည်းပါနော်ဒီမှာ opacity ဆိုရလေးရှိတယ် opacity ကိုနှိမ့်လိုက်ဒီမှာ opacity ပေါ်လာပြီ opacity ကတော့တရားဖြစ်နေကြအောင်အရင်လင်းနေအဲကြတော့ အဲ့ obesity ဒီဝလုံးလေးကို speed ပြီးတော့ရှေ့ကိုဆွဲပါလိုက်90 okay เนาะမှ95ကြရတော့တကယ်ချင်းတို့ဘယ်လောက်ထားကြလဲကျွန်တော်က55 60ထားလဲရတယ်60လောက်ထားလဲရတယ်အဆင်ပြေเนาะ60လောက်ထားရတယ်ကျွန်တော်တော့ပုံမှန်ကျွန်တော်က55လောက်ပဲကြိုက်တယ်เนาะဒါတကယ်ချင်းတို့ကြိုက်တဲ့လောက်ထားကျွန်တော်တော့55လောက် ။ဘာလို့ဆိုအရေးပုံစံမျိုးဆိုတဲ့အတွက်ကြောင့်ပေါ့နော်။အရင်လင်းနေစင်မပြူနော်။ Okay အဲရွေးပြရနဲ့ sorry အခု best 55ချိန်ပြရနဲ့အမှန်ချစ်လေလို့လက်ဟုတ်ပြီနော်။ဒါဆိုရင်ဒီမှာကြည့်ကျွန်တော်ရေးနေတဲ့ဆိုတော့โอเคเนาะใจล่ะสิ้นไปแล้วဥမာတကယ်လို့ကိုက ခုနကလမ်းလျှောက်တဲ့ပုံကဒီမှာချောင်းတစ်ခုอ่ะပေါ့เนาะအပေါ်နဲ့ဒီအပေါ်လူနဲ့အောက်အရေးကကွာတယ်ထင်ရင်တက်တက်ဗီဒီယိုလေးကိုနှိပ်လိုက်နှိပ်ပြီးကွာအရန်ကတ်လဲရတာเนาะအဲ့လိုကတ်လဲရတယ်ပေါ့အရန်ခန့်လဲမလှအောင်ပေါ့เนาะအဲ့လိုနဲ့နဲ့ခွက်ခွာလေးထားပူစင်ပြေမယ်လို့ကျွန်တော်ထင်တယ်။ဘာလို့ဆိုဒါတော့ကြည့်ဒီဘက်မှာရှေ့ဒီဒီကောင်ကမကြည့်အရန်ကတ်သွားတယ် โอเคပုံမှန်ပြီးတာနဲ့ကျွန်တော်ဒီနောက်ကဒီမှာ cup cut logo ကြီးဖြစ်မယ်ဆိုတော့ select လုပ်တယ် daddy လောက်လိုက်မယ်ပေါ့နော်ဟောနောက်ကโอเคเนาะပြီးရင်ကျွန်တော်တို့ဒီမှာနောက်တစ်ခုဒါနောက်တစ်ခုပြမယ်เนาะကျွန်တော်တို့ပုံမှန်ခိုင်းတဲ့ချင်းထည့်မယ်เนาะချင်းထည့်မယ်ဆိုရင်ဒီမှာဒီရှေ့ရမြား back space ကိုနှိပ်လိုက်တော့သွားမယ်ပြီးပုံမှန်ဆိုကျွန်တော်တို့ဒီမှာလေ audio add လုပ် နေကြသည်လား audio ဒီမှာပြဿနာတစ်ခုရှိရ audio add လုပ်လိုက်ရင်ဒီမှာ sound ပေါ့နော်နှိပ်လိုက်ရင်ကျွန်တော်တို့ကဒီမှာကသူ cap 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 ပေးထားတဲ့ english သချင်းတွေပဲဒီမှာပေါ်လာတိုက်တာယူထည့်လို့ရတယ်ကျွန်တော်ဟိုနေ့ကလောက်ပြပြီးဒီမှာတိန်တွေပေါ်မှာလမ်းလျှောက်နေမြန်မာသချင်းလေးဒီမှာမြန်မာသချင်းကြီးထည့်လို့ရှာလို့ရတယ်ဒါပေမဲ့အဲ့ဒီခုနတိန်တွေပေါ်မှာဘာလဲ တိန်ဒီဘောမှာလွင့်နေတယ်လေငါလေးဘာညာတရကအဲ့ဒီတချင်းကဒီထဲမှာမရှိဘူးရှာလို့မရဘူးမရှိဘူးဘောနော်ဟိုတခြားပြန်မှာတချင်းတချင်းကနည်းနည်းလေးသူပေးထားတဲ့ဟာတွေပဲရှိရဲ့ကိုလူကိုထည့်ကျင်တဲ့တချင်းကအားလုံးမရှိဘူးအဲ့ကြတော့ကျွန်တော်ကဘာလုပ်လဲဆိုတော့ကျွန်တော်ပြောပြမယ်နော်ဆိုတော့ကျွန်တော်ကကျွန်တော်အဲ့ဒီတချင်းကိုကျွန်တော်ကျွန်တော်လိုချင်တဲ့တချင်းကို YouTube မှာကျွန်တော်ရိုက်ရှာလိုက်တယ်ရှာပြီးတော့ရင်ကျွန်တော်ကဖုန်းနဲ့ဖြစ်ဖြစ် iPad နဲ့ဖြစ်ဖြစ်ကျွန်တော်က ဟို screen recording လုပ်လိုက်တယ်။ဥမာတငယ်ချင်းတို့က download လုပ်လို့ရရင်တော့ download လုပ်လိုက်ပေါ့နော် download လုပ်လိုက်ရတယ်။အဲ့ဒါလည်းပိုကောင်းတယ်ပြဿနာမရှိဘူး။ကျွန်တော်က screen recording လုပ်တယ်။လုပ်ပြီးသွားရင်ဒီဒီမှာဒီအောက်မှာအဲ့အဲ့ edition ထည့်မယ်နော်။ထည့်မယ်ဆိုတော့ခုနကဒီမှာ sound ဒီအောက်ကဟာလေးဆင်မပြေတော့မပြေတော့ကျွန်တော် best page ကိုပြန်ထွက်လိုက်။ထွက်ပြီးသွားရင်ဒီမှာ overlay ဆိုတာရှိတယ်။ဒီလား။အဲ့ overlay ကိုနှိပ်လိုက်။နှိပ်ပြီးသွားရင်ဒီမှာ add overlay ဆိုတာထပ်နှိပ်လိုက်။အဲ့ overlay ထပ်နှိပ် သွားလိုက်ရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ gallery တွေကိုရောက်သွားပြီပေါ့နော်ကျွန်တော်တို့ရဲ့ gallery တွေကိုရောက်သွားရင်เอ๊ะมันเนี่ยจนไอ้กองหัวดกถ่าบาด ဟောဒီမှာရှိရ sorry ကျွန်တော်နော်ဆိုတော့တကယ်ကျွန်တော် download ထိုင်လဲအဲ့ gallery ထဲမှာပဲရှိရ sorry ကျွန်တော်ဒီမှာနော်ဒီမှာမနေ့ကဟိုလောက်ထားထဲမှာရှိရဒီ video လေး okay အဲ့ဒါနေတာပဲကောင်းလောက်ပြန်နေဒီမှာအဲ့ okay နော်အဲ့လောက်လိုက်ရဒီမှာကြည့်ဟောတွေ့လားဒီမှာကျွန်တော်တို့စီမှာရောက်လာပြီကျွန်တော် cap cut ထဲရောက်ရောက်လာရင်အဲ့ video ကြီးအဲ့လိုဖြစ်နေတယ်ဆိုတော့အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့အတန်မဲယူမှာတိုက်သူ့ video မလုပ်ချင်ဘူးနော်အဲ့ကြတော့ဒီ မန်ယူဘားထဲမှာသွားလိုက်မန်ယူဘားထဲမှာသွားလိုက်ရင်အောက်မှာဘာရှိလဲဆိုတော့ဒီမှာ extract extract oreo ဆိုတဲ့ရှိ efficient အဲ့ extract oreo နှိပ်လိုက်နှိပ်လိုက်တာနဲ့ကြည့်ဒီမှာကျွန်တော်အတန်နဲ့မအတန်းရောက်သွားပြီဗီဒီယိုဒီမှာအဲ့တော့ပြီးရင်ကျွန်တော်ဒီဗီဒီယိုကိုဖြတ်ရမှာဖြတ်ရမှာဆိုဒီမှာအောက်မှာဘာမှမရှိအဲ့တော့ဗီဒီယိုအဲ့ဗီဒီယိုဖြီးလိုက် ဖြည့်ဒီမှာအောက်ပြန်ပြန်ရောက်လာပြီလားရောက်လာတာနဲ့အဲ့ဗီဒီယိုဆက်လက်လုပ်ပြီးသားကျွန်တော်ဒီလိုလောက်ချလိုက်เนาะပြောက်ပါ sorry ဒီလိုလောက်ချလိုက် okay အဲ့ဒါဆိုရင်ဖွင့်ကြည့်လိုက်เนาะအတန်ပဲရနေတာပဲကောင်ဘယ်ကနေစလို့ဒါပေမဲ့ခုနရှိရခုနအဲ့ခုနဘာညာပညာကိုရအဲ့လောက်ထိမလို့ဘူးတချင်းကိုကျွန်တော်တော့ဖြန့်ချက်ကလောက်ချင်တာကျော်ဒီညာနှိမ့်လိုက်နှိမ့်လိုက်ဒီမှာတချင်း okay တချင်းကိုဟုတ်ကဲ့လေးစားလို့စားရမယ်မသိဟေး အဲအဲ့တော့ကျွန်တော်တို့ကอืมကျွန်တော်တို့အဲ့ဒိန်းတွေပေါ်မှာဆိုရဲအဲ့နေရာလိုချင်တာကြတော့တချင်းကိုဆက်လက်လုပ်လုပ်ပြန်တယ်ဒီမှာ split လုပ်လိုက်လုပ်ပြန်ရှေ့ဟာကြီးမလိုချင်ဘူးဆိုတော့ကြောင့်မို့ရှေ့ဟာကြီးကို delete လုပ်ချလိုက်နော် Okay ပြန်တဲ့ဒီမှာတချင်းကဗီဒီယိုနဲ့တခြားစီဖြစ်နေကြတော့အဲ့တချင်းကိုဒါလေးဖိလိုက်ဖိထားပြီးရှေ့ကိုဆွဲလိုက်ဟုတ်ပြီလား Okay เนาะအဲ့ဆိုရင်ရပြီเนาะ Yeah! အဲ့ဆိုရင်ဒီနေရာထိပဲယူမယ်ဆိုတော့တချင်းမဖြတ်ရင်တချင်းဆုံးသွားရင်ကျွန်တော်နောက်က black screen ဖြစ်သွားကြတချင်းကိုယူလိုက်ရအောင်เนาะ split လောက်လိုက်ပြီးရင်နောက်ကဟာယူဖြစ်လိုက် delete okay เนาะဆန်ကြည့်လိုက် yeah ဒါဆိုကွတ်တာပြီเนาะကွတ်တာရင်ဆိုရင်ပုံမှန်အတိုင်းပဲကျွန်တော်တို့ဒီမှာ export export လုပ်နေပြီ K export ပြီးရတယ်ဒီမှာ download လိုက်အဲ့ဆိုရင်အရင်ပုံမှန်အတိုင်းပဲကျွန်တော်တို့ရဲ့ gallery ထဲကိုရောက်သွားပြီပေါ့เนาะကိုကြိုက်တဲ့ social media platform မှာတင်လို့ရပြီ okay အားလုံးအဆင်ပြေကြမယ်လို့ထင်ပါတယ်အစားဆုံးကြည့်ရှုပေးကြသူတယောက်ချီးစံကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယို editing tutorial တွေကြောင့်ပြန်ဆောင်ကြမယ်เนาะ i love you all